လူခန္ဓာကိုယ်မှာရှိတဲ့အသည်းဟာအနှဲငယ်ပြည့်စည်သွားလို့ရှိရင်ပြည့်စည်သွားတဲ့ဆဲတွေကိုသူ့အလိုလိုပြန်လဲတည်ဆောက်နိုင်စွမ်းရှိပါတယ်။ခန္ဓာကိုယ်မှာပြန်လဲတည်ဆောက်တဲ့ဆဲတွေပမာဏထက်ပိုပြီးတော့ပြည့်စည်သွားတဲ့အခါမှာအသည်းရဲ့ပုံမှန်လောက်ဆောင်မှုတွေကအားနည်းလာပြီးတော့အသည်းစားထိုးဖို့လိုအပ်လာပြီဆိုတာကိုစတင်စဉ်းစားရတော့မှာပါ။ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဘယ်အချိန်မှာအသေးစားထုတ်ဖို့လိုအပ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။ သင်းစားထိုးခြင်းကိုအသည်းရဲ့တနေရာထဲမှာယောဂါရှိနေသူဥပမာပြောရရင်တော့အသည်းကင်စာအသည်းထောက်ခြင်းတွေမှာ ကုသပြောက်ခွင့်နိုင်မယ်လို့မျှော်လင့်ရပါတယ်။ဒါအပြင်အသည်းစားထိုးလို့ရနိုင်မရနိုင်ကလည်းအသည်းယောဂါစိုးဝါးနေမှုအခြေအနေနဲ့ လူနာရဲ့အသက်တွေပေါ်မှာလည်းမူတည်နေပါသေးတယ်နော်။ခလေးတွေကတဲချေပြုံလမ်းကြောင်းတွေကကောင်းကောင်းမဖွင့်ပြိုးပဲနဲ့ကျင်းနေတာတွေက အသေးအနေတစင်တဲချေအိတ်ကိုတဲချေရေးတွေကမစည်းစင်းနိုင်တော့ပဲနဲ့အသေးမှာပဲစုပြီးတော့ပိတ်မိနေမယ်ဆိုလို့ရှိရင်အသေးပြက်စီးသွားတတ်ပါတယ်။ ဒီအကြောင်းအရာတွေကခလေးတွေမှာအသေးစားထိုးရတဲ့အထည်အခြေအနေဖြစ်သွားတတ်ပါတယ်နော်။အရွယ်ရောက်ဝိသားလူတွေမှာအသေးစားထိုးရနိုင်တဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင်ဒီအရွယ်ရောက်ဝိသားလူတွေမှာဆိုလို့ရှိရင်အသေးရောင်တော့ဝါစီပိုးနဲ့အသေးထောက်ခြင်းတွေကြောင့်အသေးစားထိုးတတ်ရပါတယ်နော်။ အခြားအသေးစားထိုးရတဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင် အသေးရောင်တဝါပြီဖို့နဲ့အသေးချောက်တာသဲချီပြုံရောင်ယောဂတွေနဲ့အရချောက်မဟုတ်တဲ့အခြားအသေးချောက်ယောဂတွေပါဒါအပြင်အသေးကိစားယောဂကလည်းခလေးလူကြီးမရွေးအသေးအစားထိုးကုတက်ရတဲ့ယောဂတစ်မျိုးလည်းဖြစ်ပါတယ်နော်တခါတရံမှာဆေးမတောက်မိတာဒါမှမဟုတ်မိမိကိုယ်ကိုကြံစီတဲ့အခါတွေမှာလည်းအသေးကိုထိရစေနိုင်တဲ့ဆေးအများပြားတောက်မယ်ဆိုလို့ရှိရင် အသေးပြက်စီပြီးတော့အသေးစားထိုးတက်ရပါတယ်နော်အသေးချောက်ချင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေမှာဆိုလို့ရှိရင်နာတာရှည်အသေးရောင်တဝါဘီပိုးစီဖို့ယောဂအသေးများနာတာရှည်အရက်ဆွဲနေသူတဲ့အသေးစီပုံနာအခြားမွေးရပါအသေးယောဂါတွေပါဝင်နေပါတယ်နော်ဒီယောဂါတွေကအချိန်ကြာလာတာနဲ့အမျှအသေးပြက်စီးလာပြီးတော့အသေးစားထိုးကုသရတဲ့အဆင့်ထိလိုအပ်လာနိုင်ပါတယ်နော်အသေးချောက်ချင်းကြောင့်ဖြစ်ပေါ်လာတဲ့ဘေးရွက်ဆိုးကျိုးတွေမှာဆိုလို့ရှိရင်ရေပြင်းဆွဲတာ သွေးရန်လာနဲ့အုံနောက်ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ်။တဲချီမျိုးငယ်ရောင်ရခြင်းနဲ့အသည်းချောက်ခြင်းမှဆိုရင်နာတာချီအသည်းရောဂါတစ်မျိုးဖြစ်ပြီးတော့မိမိရဲ့ခုခံအားမှားယွင်းတိုက်ခိုက်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒီအခါမှာအသည်းကနေတက်စင်တဲချီအိတ်ကိုတဲချီရေတွေကမစည်းစင်းနိုင်တော့ဘဲနဲ့တဲမှာပဲစုပိတ်ပြီးတော့အသည်းပြတ်စီသွားပြီးတော့အသည်းစားထိုးရတဲ့အခြေအနေထိဖြစ်သွားနိုင်ပါတယ်။နောက်တစ်ခုကတဲချီပြုံရောင်ရမ်းခြင်းကြောင့်အသည်းချောက်ခြင်း အသက်30နဲ့50ကြာလူအယောက်16000တောင်မှဆိုလို့ရှိရင်တယောက်တွေ့ရတဲ့နာတာရှည်အသေးယောဂါတစ်မျိုးဖြစ်ပြီးတော့အသေးစားထိုးရတဲ့အထိအသေးပြတ်စီနိုင်ပါတယ်နော်။နောက်တစ်ခုကအသေးကင်စာပါ။အသေးကင်စာဟာကဘာပေါ်မှာ6ခုမြောက်အဖြစ်များဆုံးကင်စာဖြစ်ပြီးတော့အသေးအစာထိုးကုသရတဲ့အထိလိုအပ်လာနိုင်ပါတယ်။2022ခုနှစ်အတွင်းမှာ အသေးကင်စာဖြစ်နိုင်ခြေဟာ9,800နဲ့2,000ခန့်အသေးထပ်မံတွေ့ရှိထားပါတယ်နော်။ နောက်တစ်ခုကကိုကံအားမရတိုက်ခတ်မှုကြောင့်အသည်းချောက်ခြင်းပါနော်အချို့သောလူနည်းစုတွေမှာဆိုလို့ရှိရင်ကိုကံအားမိမိကိုယ်တိုင်လည်းအသည်းကိုမမှတ်မိတော့ဘဲနဲ့အမားရတိုက်ခတ်တဲ့အတွက်ကြောင့်မလို့အသည်းပြက်စီခြင်းကိုဖြစ်စေနိုင်ပါတယ်နောက်တစ်ခုကတော့ရုပ်တရက်အသည်းပြက်စီတာပါအသေးကိုရုတ်တရက်ထိကြိုက်ပြက်စီးစေနိုင်တဲ့ဆေးဝါးတွေကိုအထိန်တို့အတွင်းမှာပမာဏအလွန်များစွာတောက်သုံးတာနဲ့မိစင်းငွေတွေကိုအသုံးပြုတာပါ ငယ်ရွယ်တဲ့လူတွေမှာအတွေ့များတက်ပြီးတော့တနှစ်မှဆိုလို့ရှိရင်လူ3သိန်းလောက်မှဆိုလို့ရှိရင်တယောက်တွေ့နိုင်ပါတယ်။ဆိုရင်တော့ဘယ်ချိန်မှာအသေးစားထိုးဖို့လိုအပ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုတည်တင်းတလောက်သိရှိသွားပြီလို့မျှော်လင့်မိပါတယ်။အားလုံးပဲနေကောင်းကြမှာတော့နေရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။